ားလုံးပဲမင်္ဂလာပါဖို့ရှုလေးချိန်နေရနေကြိုးဆိုပါတယ်ဒီကနေ့ဖို့ပြောပြချင်တာကကြားဖြန့်ပါကြားဖြန့်ဆိုတာတရုတ်စကလုံးမြတ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်ဈာမနာရီဝနေတာကကြားဖြန့်ကြားဖြန့်ဆိုတော့ဗာလဲပေါ့ဖြစ်နေတာဒါပေမဲ့ဒါကကြားဖြန့်ဆိုတာတရုတ်စကလုံးဖြစ်တယ်ဆိုတော့ကျွန်တော်တို့တရင်တွေမှာ TikTok မှာ Facebook မှာเนาะ YouTube မှာအာဒီကြားဖြန့်နဲ့ပတ်သက်လို့အမျိုးမျိုးကြားရတယ် ဆိုတော့အဲ့ဒီအမျိုးမျိုးကြားနေရတဲ့အကြောင်းအရာတွေကဘာလဲကြားဖြန့်ဆိုတာကလိမ့်လေတာရိုက်စားလို့တာဒါရိုက်စားလို့တဲ့ဆိုတာကနားကြားတာကြားလို့ကောင်းတယ်ဗျာဒါပေမဲ့လိမ့်လေတာလှည့်ကြားတဲ့ကိစ္စပဲဒါတွေကိုဘယ်လိုလောက်ကြလဲဆိုတော့အများစုကဖုံးဆက်ပြီးတော့မဲပေါက်လို့ဘာညာဆိုပြီးတော့လိမ့်ကြတယ်ဒါတွေကိုလည်းဗီဒီယိုတွေပြန်ရိုက်တင်ပြီးတော့အားလုံးပြန်ပြောနေကြတာတွေတွေ့ကြပါ ဒီရက်ဆိုးွားတဲ့ကိစ္စတွေကတော့ကြားဖြန့်ကိုမျိုးစုံလောက်ကြတာရှိရယ်အဲကျွန်တော်တို့ Gmail တွေရအောင်တောင်းတာအကောင့်တွေဟက်တာအဘဏ်အကောင့်တွေဟက်တာတာမျိုးတွေလောက်ကြတယ်ဆိုတော့ကြားဖြန့်ဆိုတဲ့စကလုံးကခင်ဗျားတို့ကြံတဲ့လိမ်လည်မှုမှလည်းသုံးလို့ရပါတယ်ဘယ်လိုလိမ်လည်မှုလဲဆိုလို့ရှိရင်ဒီလိုကက်ဆီနိုတို့နော်ဖုံးဆက်ပြီးလိမ်တာတို့ နော်ကျွန်တော်အမျိုးမျိုးလိမ်လည်မှုတွေရှိရပြာကျွန်တော်တို့အရင်တော့ဆိုဒီတန်ဖိုးပြာတန်ဖိုးတွေကိုစီထည့်ပြီးတော့အစီအပေါ်ရန်ထည့်ပြီးနှီးထိုးလိုက်လို့ရင်အကုန်လုံးစီပါတော့စီရောင်းတာပေါ့စားရစီရောင်းတာပေါ့နော်တော့ဘုံတော့မှစီရပါတော့ဒါပေမဲ့သူ့ရဲ့ဘုံဝင်ပက်ပက်လည်ပါအစီတွေရှိနေတာကအရေအထဲမှာရေတွေတကယ်လဲဝယ်ပြီးတော့အဟင်းလက်ချက်ကြီးတွေရောစီရလို့ဟိုရေတံပူးနဲ့ဖင်ကက်လောက်ပဲရတာတော့ပါတော့ဒါလည်းကြားဖြန့်နေတာဆိုတော့ဒါလိမ်လေတာပေါ့ကွာ လိမ့်လဲဆိုတော့ဗျာသူများမဆန့်ကိုလိမ့်လဲလှည့်ပြပြီးယူတာကောင်းသလားဗောဘလုံးမကောင်းပါဘူးဒါပေမဲ့ဒီတက်ဆိုးတဲ့ကြားဖြတ်နေရှိတယ်အဲ့တော့ကျွန်တော်တို့ကနံပါတ်1တော်လိုင်းရေးကြားဖြတ်ဆိုတော့တော်လိုင်းရေးကြားဖြတ်ဆိုတော့တော်လိုင်းရေးလိမ့်လဲမှုဗောဗျာဆိုတော့အခုခင်ဗျားတို့နားထဲမှာကြားနေရတယ်ဒါကကျွန်တော်တို့ဆရာနာရှင်ကိုတော်လိုင်းနေဆရာနာရှင်ကိုပုံကန်နေဆိုတာဟာ ဆရာနာရှင်ရဲ့မကောင်းတဲ့စိုးမွေဇရိုက်တွေအားလုံးကိုကျွန်တော်တို့ရိုက်ချိုးဖျက်ဆီးပြီးတော့ကျွန်တော်တို့အတိတ်တရက်တိဆောင်မှာထိဟောင်းတွဲနဲ့အဆောက်အဦကိုကျွန်တော်ကဖြိုချဒါပေမဲ့ကျွန်တော်တို့အဲ့ဒီတော်လန်နေတဲ့လူမှာဆရာနာရှင်ရဲ့စိုးမွေတွေကျွန်တော်တို့ရှိနေတာဖက်စစ်စိုးမွေတွေရှိနေတာဒါကလုံးဝမကောင်းဘူးဒီကောင်နေလက်စားတယ်လိန်လေလှဲ့ပြောင်းပြီးပြည်သူရှိရာပတ်စံယူ တောင်းကိုဒီဘက်ကတော်လိုင်းကြီးလုံနေတဲ့အစုဖွဲ့တွေမှာအားလုံးပြောတာမဟုတ်တော့အ ਨੇ ပါသောအစုဖွဲ့ကဘာတွေလုပ်လဲဆိုတော့ကျွန်တော်တို့ဘာအတွက်တော်လိုင်းကြီးအတွက်ဂျဲဘော်ကြီးအတွက်လူလို့လူခံပါတယ်เนาะဂျဲဘော်ကြီးအတွက်เนาะပြီးတော့ဒီမြေပြင်ကပြည်သူတွေအတွက်ထောင်ဝင်စားအတွက်အဲ့ဒီခေါင်းစဉ်တွေတိုင်ပြီးတော့ product တွေထုတ်တယ်ဗျာဟိုပြောရမယ်ဆိုရင်အခုအခုပစ္စည်းမျိုးစုံထုတ်ကြတယ်ဗောဗျာအခုရေပန်းစားနေတာတော့ အများကြီးပါပဲဗျာဒါတွေကတော့တစ်ခုချင်းစီတော့မပြောဟိုတစ်ခါဆိုပါလဲနှင်းစီ campaign ဆိုပြီးတော့လှုပ်ကြပြီးတော့အဲ့ဒီအနေဆန်အလွဲသုံးစားလှုပ်တယ်ကိုချိုးတက်သုံးလိုက်တယ်ဒါအားလည်းကြားဖြတ်မယ်ဗျာဒါတော်လည်းကြားဖြတ်မယ်တခိုးတွေပေါ့တခိုးကြီးတခိုးမှားဒါကြားဖြတ်အဲ့ဒါနံပါတ်1ကြတော့ဆိုတော့ဒါနံပါတ်တက်ထားတာကကျွန်တော်ကကျွန်တော်အစင်လိုက်တက်ထားတာဘယ်ဟာအဆိုးဆုံးမို့အကုန်လုံးကဆိုးတယ်နံပါတ်1 pride ကြားဖြတ်ဆိုတော့ခပြားတို့မနေ့တနေ့က ကြားတယ်ဟောလေးတကျော်ဖြစ်ခဲ့တဲ့ခိုင်နေဝင်လို့ကိစ္စเนาะဒါအပြင်မှာ pride ဘန်းပြပြီးတော့လှုပ်ရှားနေတာကျွန်တော်ဟိုးလုံးနေရရှိရပါအလူကန်နေရှိရဘယ်ဟိုဘယ်လောက်ရောက်လမ်းလည်းမသိဘူးသူတို့စားဖို့တောက်ဖို့သူတို့လှုပ်ချင်အကုန်လုံးပြုတ်ပြစ်လိုက်တယ်ဆိုတော့ပြည်သူကငလျင်လှုပ်တယ်ဗျာငလျင်လှုပ်လို့ဒီမှာတက်အိုးရင်စီးစိမ်တလောက်ပြက်စီးသွားတယ်မှာသူတွေကတချို့ဆိုဟိုလှူကျင်တော့မရှိဘူးမဲသူလေးနဲ့ ငါးတောင်လူတာငါးတောင်ဆိုတာဘလောက်မှမရှိတော့ဘူးအဲ့ရလေးကရှိသမျှဟာလေးကိုသူတို့ဟိုငူးစုပဲဆိုပြီးလှူရတာဆိုတော့ဒါကလေ pride ကြားဖြန်ပဲအဲ့ဒီပတ်စံကိုလွယ်ဆုံးတော့ဘလောက်ယွန်စရာကောင်းလဲဗျာဒီလားဆိုတော့အဲ့ဒါကလုတ်ကိုမလုတ်ထိုက်တဲ့မလုတ်တင်တဲ့အလုပ်တွေဆိုတော့အာနံပါတ်2ကတော့အဲ့ pride ကြားဖြန်ပေါ့ဗျာဆိုတော့အမေခိုင်နေဝေပေါ့နော်အမေစုမရှိတော့ရင်တော့မအမေစုလို့ အဲခေါင်းဆောင်တယောက်ဆိုတဲ့ဟာမျိုးတော့မပြောကြတဲ့လူတွေရှိသေးတယ်။ခင်ဗျားတော်တော်ဆိုးတယ်အဲ့ဒါ။ဆိုတော့နံပါတ်3ဟာတော့လည်းမပြောသေးဘူး။ဘာလဲဆိုတော့လူတွေအတွက်ကျွန်တော်တို့ကလူတွေလူမှုဘဝတိုးတက်ဖို့အတွက်လုံလုံပဲ။ဆိုတော့အများကြီးတော့ကန်နာနေအများကြီးပဲစားသီးဖြစ်မော်ဗျာမြန်မာပြည်ပြည်ကြီးဒီမိုကရေစီထွန်းကားဖို့အလုပ်လုပ်မယ်။အမျိုးသမီးတွေအဲခုနောက်လိုပါလဲဆက်ဆူရဲ harassment လို့နော် domestic violence တို့ဒါတွေခံစားနေရတာတွေကို ခြေဖြတ်နိုင်ဖို့ဒီကိစ္စတွေမရှိတော့အောင်စ조사မယ်ဆိုပြီးတော့ပြောတယ်ကလေးတွေလူငယ်တွေဘဝကိုမြင့်တင်မယ်တိုးတက်အောင်လုပ်မယ် migrant တွေဘဝကိုတိုးတက်အောင်လုပ်မယ်အဲ့လိုခေါင်းစဉ်တွေအလီလီတက်ပြီးတော့ proposal ရေးပြီးတော့တင်တယ်တင်ပြီးတော့အဲ့ဒီခုနပြောတဲ့နေရာတွေစီကိုရောက်သွားတာဒီလောက်တော့ တို့စားတာဒါလောက်လောက်ဆိုတော့ဒါလေအန်ဂျီကိုကြားဖြန့်ပဲဗျဆိုတော့ကျွန်တော်ဖြစ်ဖြစ်နေနေကျွန်တော်ပြောတယ်ဒါကမလုတ်တဲ့လူတွေပြဿနာရှိဘူးလုတ်တဲ့လူတွေကိုကျွန်တော်ပြောတာအဲ့ဒါမရှိဘူးမဟုတ်ဘူးရှိကိုရှိတယ်ဆိုတော့နံပါတ်3ပြောရအောင်နံပါတ်4ပေါ့ဗျအတီတွဲပါမယ်ယူပါမယ်လက်ထပ်ပါမယ်ပြောပြီးတော့ကရေမုံဆွဲခေါ်ပြီးတော့အတူအိတ် ပြီးတော့လျှော်သွားတယ်ဆိုတော့ဒါလေတဏှာကြားဖြန့်ပါဗျာဆိုတော့အဲ့လိုလုပ်တဲ့အလုပ်တွေလည်းရှိတယ်ဆိုတော့နောက်တစ်ခုနံပါတ်9ပါဗျာတိုင်းပြည်ကဲ့တင်ပဲပြည်သူလူထုကြီးကိုလွတ်မြောက်အောင်လုပ်မယ်ဟောခုနက NGO ကြားဖြန့်နေတော့တိတ်တော့မကွာဘူးဒါပေမဲ့နိုင်ငံရေးစကားတွေရှုံရှုံဝေအောင်ပြောပြီးတော့ သူတို့အာနာယာယူပဲသူတို့လှုပ်တယ်ရွေးကောက်ပွဲတွေမှာရောကမ်ပိန်းတွေမှာရောစကားဝိုင်းတွေမှာရောပြည်သူတွတ်ပါ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 ဆိုပြီးလဲပြီးရောကိုအာနာယာယေကိုလှုပ်သွားတာပဲအားလုံးမပြောပါဘူးဒါမဲ့အားလုံးက50တန်းပို့တယ်ဆိုတော့အဲ့ဒါကလည်းနိုင်ငံကြီးကြားဖြတ်ပါပဲဆိုတော့ခမားတို့အားလုံး ကြားဖြန့်ဆိုလို့ကြားဖြန့်လို့တွေးလိုက်တာနဲ့တရုတ်လို့တခုရဲ့တော့တွေးလို့ရင်ခင်ဗျားတို့ကလူမျိုးကြီးခွဲကြသူပဲလူမျိုးတိုင်းမှာရှိတယ်အဲ့ဒီကြားဖြန့်နယ်ပယ်တိုင်းမှာရှိတယ်ကြားဖြန့်အဲ့လိုကလိန်ကြက်ကောင်တွေကိုတတိထားကြဖို့ကျွန်တော်တို့လို့ရတယ်။အဲ့ဒါပဲကျွန်တော်ပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။အားလုံးကြားဖြန့်ဘေးမှာကင်းဝေးပါစေ။အားလုံးအဆင်ပြေချောင်းဝေကြပါစေ။နော်။အားလုံးကြမ်းကြမ်းမှမှ ရှိကြပါစေအောင်ပွဲအဆက်ဆက်ခံနိုင်ကြပါစေကြားဖြတ်တွေကိုတိုက်ဖြတ်နိုင်ကြပါစေဆရာနာရှင်ကိုတော်လှန်နိုင်ကြပါစေကျွန်တော်တို့အိမ်ပြန်နိုင်မဲ့နေ့ကိုကျွန်တော်တို့ရောက်ပါပါကျွန်တော်ကတော့ပြောစရာရှိတာပြောနေပါပဲကျွန်တော် channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဘူး